Rogeres OC ဟင်အိမ်မက်တွေမှသည် ဒီလက်မဒေတာအိမ်မက်တွေစီတော့အားလုံးပဲမင်္ဂလာပါ info boss ကနေအားလုံးကိုကျေးဇူးလိုက်ပါတယ် Manchester United ရဲ့အခြေအနေကတော့တော်တော်လေးကိုစိုးပါတယ်အစကတော့ဒီယာဒီယူရိုပါလိရမယ်အထင်နဲ့လာမယ့်ယာဒီမှာ Champions League ဝင်ခွင့်ရပြီဆိုပြီးတော့ထိတ်တန့်ကစားသမားတွေကိုပြစ်မှတ်ထားခဲ့ပါတယ်ဒီကစားသမားတွေကတော့ Sporting Lisbon Tyson Vitor Rogeres Napoli ကနေ Galatasaray အသင်းကိုအငှားသွားကစားပြီးခြေစွမ်းပြနေတဲ့ Nigeria Tyson Vitor Osimhen တို့ဖြစ်ပါတယ်ဒါပေမဲ့ Spurs ကိုရှုံးနေပြီး United ဟာလာမယ့်ယာဒီမှာ Champions League ဝင်ခွင့်ကိုမရရှိခဲ့တာကြောင့် Darren ရာအိမ်မက်ဖြစ်သွားပြီလို့ဝမ်းနဲ့နဲ့နဲ့ပဲပြောရမှာပါဒီလိုပြောရတာအချက်တစ်ချက်ရှိပါလေပထမအချက်ကတော့ဥရောပပြန်ခွဲမကစားရတဲ့အသင်းတစ်သင်းကိုနာမည်ကြီးကစားသမားတွေကလာမကစားချင်ကြပါဘူးထိပ်တန်းကစားသမားတွေကချန်ပီယံလိမှချန်ပီယံလိမလို့ယူရိုပါလိဝင်ခွင့်ရရင်တော့ခေါ်ရဖို့မလွယ်ပါဘူးဒါကြောင့် United အနေနဲ့ဥရောပဖလားတပွဲမှာမကစားရလို့နာမည်ကြီးထိတ်ထိတ်ကျဲတွေကိုမျှော်လင့်လို့မရပါဘူးဒုတိယအချက်ကတော့ဒီကစားသမားတွေကိုခေါ်ယူဖို့ United မှာလုံလောက်တဲ့ငွေကြေးလည်းရှိမနေပါဘူးဒါကြောင့် United ကအင်းဆွေအသင်းရဲ့တိုက်စစ်မှု Leon Delap နဲ့ Fernandes အသင်းရဲ့တိုက်စစ်မှု Mateta တို့နဲ့ သတင်းတွေပြန်ထွက်ပေါ်လာခဲ့တာပါဒီတိုက်စစ်မှုနှုန်းကလဲလက်တန်းစင်တိုက်စစ်မှုတွေဖြစ်ကြပြီးတော့ပြောင်းရွှေ့ခြေပေါင်တန်း30 35တန်းဝင်းကျင်လောက်နဲ့ခေါ်နိုင်မှာပါရန်တကတော့နေချင်းညာချင်းကိုအိမ်မက်တွေဆွလွန်လိုက်ရတာပါလက်ရှိမှာတော့ဒီလက်ကိုလည်းဥရောပပြန်ပွဲဝင်ခွင့်ရရှိထားတဲ့ချက်စီနေယူကဆဲအသင်းတွေကလည်းခေါ်ယူဖို့ကြိုးစားနေလို့ United အနေနဲ့အပြိုင်ဆိုင်ခေါ်ယူသွားရဖို့ရှိနေတာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေး ကြပါအောင်လို့ပြောရင်ဒီကုန်းချုပ်လိုက်ရပါတယ်